င်အခန်းခွတ်မှာကျတော့ तू ကအာပေါ်ပြထားခြင်းအရာကကျတော့အတွင်းပိုင်းနဲ့ဖွက်ထားသောအပိုင်းများလို့ပြောရဲပေါ့နော်ဒီအစောပိုင်းပထမဆုံးပိုက်မှာဆိုရင်ကျွန်ုပ်တို့ဖြစ်ချင်းဤအတွင်းအပိုင်းအစိတ်ပိုင်းများနဲ့ဖွက်ထားသောအပိုင်းကိုဆက်လက်မြင်တွေ့ရမည်ဖြစ်သည်အတွင်းပိုင်းအစိတ်ပိုင်းများနဲ့ဖွက်ထားသောအပိုင်းဆိုတော့ तू ကဘာပြောလဲဆိုတော့ အာအတွင်းပိုင်းအစိတ်ပိုင်းဆိုတာကကြတော့စိတ်အာစိတ်ပိုင်းဆိုင်ရာပြောတာဖြစ်ပြီးတော့စိတ်ရဲ့အပိုင်းများဖြစ်ပြီးတော့ဖွက်ထားသောအပိုင်းဆိုတာကြတော့ဝိညာဉ်ကျွန်ုပ်တို့ရဲ့ဝိညာဉ်ကိုပြောချင်တာဖြစ်ပါတယ်လို့ဒီအာစိတ်စိတ်စိတ်နဲ့ဝိညာဉ်နဲ့ နှစ်ပိုင်းရှိတဲ့ခါကျတော့အဲစိတ်ပါအပိုင်း၃ပိုင်းရှိတယ်ဝိညာဉ်ပါလည်းအပိုင်း၃ပိုင်းရှိတယ်ဒါကကျတော့အရင်ယင်နေ့တွေကလည်းအကုန်လုံးအတူတူကစားသုံးပြီးပေါ့နော်အဲစိတ်နဲ့စိတ်လို့ပြောတဲ့အခါမှာကျတော့အတိညာရှိတယ်ခံစားစိတ်ရှိတယ်အာပြီးတော့အလိုဆန္ဒပေါ့နော် desire ရှိတယ်စိတ်ရဲ့အပိုင်း၃ပိုင်းရှိတယ်ဝိညာဉ်ပါလည်း အပိုင်း၃ပိုင်းရှိတယ်ဆိုတော့ကျွန်တော်တို့အရှင်လေးရလည်းအများကြီးစားသုံးခဲ့ပြီးပြီ။ဒီဘိုင်းမှာကြတော့သူကစိတ်နှလုံးစိတ်နှလုံးရဲ့လှုပ်ဆောင်ချက်ကိုအဒီကအသေးစိတ်ပြန်ပြီးတော့မြင်တွေ့ရတယ်ပေါ့နော်။စိတ်နှလုံးစိတ်နဲ့စိတ်နှလုံးနဲ့ဘာကွာလဲဆိုတော့သူကသူပြောထားကြတော့စိတ်ဆိုတာကြတော့ခုနပြောလို့ပေါ့နော်၃ပိုင်းရှိတယ်။စိတ်နှလုံးလို့ပြောတဲ့အခါမှာကြတော့သူက၄ပိုင်းပါဝင်တယ်ပေါ့နော်။စိတ်နှလုံးလို့ပြောတဲ့အခါကျရင် ဝိညာဉ်တွေကတပိုင်းဖြစ်တဲ့ဩတပစိတ်ပါထည့်ပေါင်းပြီးတော့အဲ့ဒါကိုစိတ်နှလုံးလို့အာပေါ်ပြရဲဆိုတော့ဒီမှာတွေ့ရတယ်ပေါ့နော်အာစိတ်နှလုံးကဒီမှာဒီဒီအပိုင်းခန်းခုနှစ်မှာကျတော့သူကအဲ့နောက်ပိုင်းပါတယ်ပေါ့နော်စိတ်နှလုံးရဲ့အဓိကလှုပ်ဆောင်အဲလှုပ်ဆောင်တဲ့အချက်နဲ့နောက်ဒုတိယတစ်ပိုင်းမှာကြတော့ကျမတို့ရဲ့ဒီဝိညာဉ်ရဲ့လှုပ်ဆောင်ချက်ပေါ့နော်လှုပ်ဆောင်ချက်ပါတယ် ဘယ်လိုမျိုးလှုပ်ဆောင်လဲဆိုတာကိုတိကျအ sorry အသေးစိတ်ဒီမှာသူကပေါ်ပြထားတယ်ဆိုတာကိုတွေ့ရတယ်အာဒီတမကျမ်းရဲ့မှတ်တမ်းဒီဒီမှာသူပါပေါ်ပြထားလဲဆိုတော့တမကျမ်းရဲ့မှတ်တမ်းကိုကြည့်တဲ့အခါမှာတဲ့ဝိညာဉ်ဒါမှမဟုတ်စိတ်ကိုအရင်ဥုံးဆုံးမဟုတ်ဘဲနဲ့စိတ်နှလုံးကိုရှေးဥစွာ ကင်တွယ်ဖြစ်ရှင်းရမယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့အဲကျမတို့ရဲ့စိတ်နှလုံးကစိတ်ရဲ့အစိတ်ပိုင်းအားလုံးနဲ့ဝိညာဉ်ရဲ့အရေးကြီးဆုံးအပိုင်းဖြစ်တဲ့အော်တပါစိတ်နဲ့ပေါင်းစည်းထားသောကြောင့်ဖြစ်တယ်တဲ့။ဟုတ်တပါစိတ်အာတခင်ဖျားနဲ့အဆက်အသွယ်ပြုတော့မယ်ဆိုလို့ရှိရင်အော်တပါစိတ်ကနေစတင်ပြီးတော့အဆက်အသွယ်ပြုရမှာဖြစ်တဲ့အတွက်တကယ်လို့ကျမတို့ရဲ့အော်တပါစိတ်က မှန်ကန်ခြင်းမရှိဘူးမှားယွင်းနေမယ်ဆိုလို့ရှိရင်အဲကျမတို့ကဖျားသခင်နဲ့ဖျားသခင်နဲ့ပဲဖြစ်ဖြစ်တခြားသူတွေနဲ့ပဲဖြစ်ဖြစ်ဆက်သွယ်တဲ့အခါမှာပေါ့နော်အာတင်းလျော်တဲ့နီလန်းနဲ့မဆက်သွယ်နိုင်ဘူးမှားယွင်းနဲ့အာမှားယွင်းရဲ့ရှိနေလိမ့်မယ်ပေါ့နော်အော်တပါစိတ်ဒီစိတ်နှလုံးရဲ့အဓိကအပိုင်းဖြစ်သောကြောင့် ဘုရားသခင်နဲ့မှန်ကန်စွာဆက်သွယ်နိုင်ရန်စိတ်နှလုံးကို ပထမဦးဆုံးကိုင်တွယ်ဖြည့်ရှင်ရမည်ဖြစ်သည်တဲ့နော်နောက်တစ်ခုကြတော့ဘာပြောလဲဆိုတော့ချစ်ချင်းမေတ္တာဤအင်္ဂါဖြစ်သောစိတ်နှလုံးတဲ့ကျမတို့နှစ်ကော36ကိုဖတ်တဲ့အခါမှာဆိုလို့ရှိရင်သို့တော်လည်းအဲ၎င်းသည်သခင်ဘုရားထံတော်သို့ပြောင်းလဲသောအခါထိုဖုံးအုပ်ခြင်းအကြောင်းကိုပယ်ရှင်းလိုက်ပြီတဲ့အဲနှစ်ကော36မှာဒီ ပေါ်ပြထားတဲ့အကြောင်းအရာကြတော့ဗောနော်ကျမတို့ရဲ့စိတ်နှလုံးကဖုံးကွယ်ထားခြင်းခံရခံရတဲ့အကြောင်းကိုအမှအသေးစိတ်ရှင်းပြထားတယ်တကယ်လို့ကျမတို့ကစိတ်နှလုံးစိတ်နှလုံးကိုဖျားထန်ကိုလှည့်လာမယ်ဆိုလို့ရှိရင်ထိုဖုံးအုပ်ခြင်းအကြောင်းအရာပယ်ရှင်းလိုက်မယ်လို့ပြောထားတွေ့ရဗောနော်အားကြောင့်မလို့ပထမဆုံးအနေနဲ့ကျမတို့စိတ်နှလုံးကသခင်ဖျားထံပြန်ပြီးတော့လှည့်လာရမယ် ခင်ဖျားထံသို့ပြန်လှည့်တယ်ဆိုတာကကြတော့ဗောနော်ကျမတို့အဲနောင်တ နောင်တရခြင်းအကြောင်းအရာဖြစ်တယ်ဖျားသခင်ဖျားသခင်ဘက်ကိုလှည့်ပြန်ခြင်းကစစ်မှန်သောနောင်တရခြင်းဖြစ်တယ်ကျွန်ုပ်တို့ကြဆင်းသောအခါကျွန်ုပ်တို့ဤစိတ်နှလုံးမှာဖျားထံမှာအဝေးသို့လှည့်ပြန်သွားတယ်တဲ့အာနောက်နောက်ဒီပြန်တွေးမယ်ဆိုရင်လည်းရတယ်ဗောနော်ကျမတို့သခင်တခင်ဖျားထံကနေအဝေးသို့လှည့်ပြန်သွားလို့ရှိရင်လည်းကျမတို့ရဲ့ အာစိတ်နှလုံးကကြဆင်းသွားတယ်ပေါ့နော်အဲဒီမှာတို့တတ်တာပါဆိုရှင်အကုန်လုံးလည်းတည်ပြီးသားဖြစ်မှာပါဒီလိုပဲပေါ့တကယ်လို့အာဖျားနဲ့အချိန်မယူဘူးတမာကျန်းစာကိုစင်ကြင်အောက်မေ့ချင်းတဲ့တခါတလေကြာရနေသွားတာဖြစ်တတ်တယ်ပေါ့နော်အဲမစင်ကြင်အောက်မအောက်မေ့မိတဲ့အချိန်ဆိုလို့ရှင်သူကငိမ်သက်ခြင်းမရှိပေါ့နော်အဲအလိုလိုနေနဲ့ဒေါသကလည်းအယံမနေမှထွက်ပြီးတော့အလွယ်တကူထွက်တာမျိုးတွေအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်ဒါကကျမတို့ကြာစင်ခြင်းဖြစ်တယ် အဖျားနဲ့ချိန်ယူနှုတ်ကပတ်တော်ကိုစုပ်ယူစားသုံးခြင်းရှိတဲ့အခါမှာကြတော့တော်ယုံတန်ယုံကိစ္စဆိုရင်လည်းဟိုဘယ်လိုပြောရမလဲညင်တတ်ခြင်းနဲ့ဖြည့်ရှင်းတတ်တဲ့အဖြည့်ရှင်းတတ်တာတွေအဲ့လိုမျိုးလုပ်တတ်တယ်ဒါပေမဲ့ဒီမှာစံစာနဲ့ဝေးသွားပြီဆိုရင်သူကအဲ့လိုပဲဟိုနှလုံးသားတွေမှာကြောလာတယ်ပေါ့နော် အကြောင်းမလို့ကျမတို့ရဲ့စိတ်နှလုံးကသခင်ဖျားထံသို့ပြန်လှည့်လာခြင်းကကျမတို့ရဲ့နောင်တရခြင်းဖြစ်တယ်တဲ့နောင်တရခြင်းဆိုတာဟိုတသက်မှာတစ်ခါပဲနောင်တရတာမဟုတ်ဘူးเนาะဟိုကတိချင်းရတဲ့အချိန်တစ်ခေါက်ပဲအဲ့လိုမျိုးကျမတို့နောင်တရတာမဟုတ်ပဲねနေ့ရက်စဉ်တိုင်းမှာသခင်ဖျားရဲ့အာဖွင့်ပြခြင်းခံရတိုင်းပါဖျားရဲ့ဖွပြခြင်းခံရတိုင်းမှာ အခါအခါခါတိုင်းမှာကျမတို့နောင်တရဖို့လိုတယ်ဆိုတော့ဒီမှာပြန်ပြီးတော့ရှင်းရှင်းအောင်းမေးရပါတယ်လို့ကျမတို့အာမနက်တိုင်းမှာပေါ့နော်အထူးသဖြင့်မနက်ခင်းချိန်ပေါ့နော်တနေ့တာကိုအစပြုတဲ့အချိန်မှာဖရာသခင်ထံသို့တဖန်လှည့်ပြန်တာကိုအရေးကြီးတယ်ဆိုတာဒီမှာမြင်ရတယ်အဲ့ရနိုးရနဲ့သခင်ဖရာထံကိုကျမတို့ဝိညာဉ်ဘက်ကိုလှည့်ပြီးတော့ဖရာ ဘုရားသခင်တံကိုသခင်ကျွန်ုပ်အီလီယာ၌ရှိနေပါသည်ကိုရောဤဂိယူနာတော်နှင့်ယေရှုတော်အားဖြင့်အီလီယာအဖို့ကျွန်ုပ်ဤစိတ်လုံးသည်ကိုရောထံသို့အတိတ်တဖန်ပြန်လှည့်လာပါပြီဟု၍ပြောဆိုပါတဲ့သူကဒီလိုအကြံပေးထားရပါတော့လို့ပြောတဲ့အခါမှာဘာဖြစ်လဲဆိုလို့ရှိရင်ဘုရားသခင်က တို့ထံသို့ကျမတို့ပြန်လှည့်လာဖို့အဲ့လိုမျိုးရွေးချယ်တဲ့ခါကျရင်ကျမတို့ရဲ့ဖုံးကွယ်ခြင်းကိုကိုရောကဖယ်ရှားပြီးမှဖြစ်တယ်အဲ့လိုမျိုးဖုံးကွယ်ရာတွေကမရှိတော့ဘူးဆိုလို့ရှိရင်ကျမတို့ကအာဖျားသခင်ကကျမတို့အထင်မှထင်ရှားမှဖြစ်တယ်ခါလီကြရင်ဘောတော့လူတွေအာလူတွေသူဖြစ်သူငယ်တွေလည်းအများသောအဖြစ်ဖြစ်တတ်တယ်ဘောနော်လမ်းပျောက်တယ်ဘောတော့ကိုယ်မှာဘာလို့အမှန်မသိဘူးဘောနော် အဲ့ဟာဘာလို့လဲဆိုတော့ဒီစိတ်ထဲမှာပေါ့နော်ဖီးယားဖုံးအုပ်ထားခြင်းကိုခံရတဲ့အခါကျရင် အမောင်ဖုံးနေရပါဘူးကျမတို့စိတ်ထဲမှာအမောင်ဖုံးနေဖီးယားရဲ့အတန်ကိုလည်းမကြားတတ်ဘူးမကြားနိုင်ဘူးပေါ့နော်ကိုယ့်ဘာကိုရှောက်သွားပြီးတော့ကျမတို့ရဲ့စိတ်ကိုလည်းဖီးယားထံကိုမလဲဘူးနားကိုလည်းဖီးယားထံကိုမလဲဘူးပြီးကြတော့မှအာပြီးကြတော့မှဘာဖြစ်လို့ အာဘာလို့အမှမသိဘူးငားရဲ့ဘွားရအမောင်ဖုံးနေပါတယ်အဲ့လိုမျိုးလူငယ်တွေတခါလေးဖြစ်တတ်တယ်ပေါ့နော်အကြောင်းတို့ကျမတို့အနေနဲ့ဒီမှာအဲနေ့ရက်စင်တိုင်းမှာတခင်တခင်ထံကိုကျမတို့စိတ်နှလုံးကိုပြန်လှည့်လာပြီးတော့နေ့ရက်စင်တိုင်းမှာနောင်တရဖို့အဲတို့ရယ်ပေါ့နော် နှစ်ကော36မှာဗာပြောလဲဆိုတော့တခင်ဖျားအဒီမှာဘောနော်စာရေးသူကသူကသူသူငယ်စဉ်တုန်းကနှစ်ကော36ကိုဘယ်လိုမျိုးနဲ့သူရဲ့ဘဝအတ္တတာထဲမှာလက်တွေ့အသုံးပြုခဲ့လဲဆိုတဲ့အရာကိုအသူက sharing လုပ်ထားတယ်ဗောနော်သူကဘာလို့ဆူတောင်းလဲဆိုတော့တခင်ဖျားကျွန်ုပ်ဤစဉ်လုံးကိုကိုရောထန်တို့လှည့်စီပါဟုသူကနှေးရတိုင်းဆူတောင်းတယ်တဲ့အဲ့ဒါကအရင်မဲ့ထိရောက်မှုရှိတယ်ဆိုတာကိုသူတွေ့ရှိရတယ်ဗောနော်အာ နေ့တိုင်းမှာဆူတောင်းတဲ့အခါမှာမနက်ခင်းတိုင်းမှာအိယာနိုရာနဲ့နှုတ်ကပတ်တော်မှာဖတ်ရှုမိမှာကျမတို့ရဲ့စိတ်နှလုံးကရင်ဆုံးဖရားရဲ့ထံသို့လှည့်လာတဲ့အခါမှာအဲကျမတို့ဒီစိတ်နှလုံးထဲမှာ ဖုံးကွယ်ထားတဲ့အရာတွေကဖွင့်လက်ချင်ခံရတဲ့အခါမှာဖရားရဲ့အလင်းကကျမတို့ရဲ့စိတ်နှလုံးသားထဲမှာအလင်းပေါ်ထွန်းလာမှဖြစ်တယ်ဆိုတာကိုဒီမှာတွေ့ရှိရတယ်။တင်းတဲ့သခင်ဖရားကြီးအကြ၌ရှိနေသောဖုံးကွယ်ထားသောအရာမှာဒီအစ်စိတ်နှလုံးက ကိုရောထံပြန်လှည့်လာခြင်းအဖြစ်ပယ်ရှားခြင်းခံရ၍သင်သည်အလင်းကိုမြင်တွေ့ရလိမ့်မည်ဖြစ်သည်တဲ့အဲ့လိုမျိုးဘုရားထံကိုလှည့်လာလို့ရှိရင်ကျမတို့လည်းသခင်ဘုရားရဲ့ဂျားထဲမှာဆက်ဂျားထဲမှာရှိနေတဲ့အာဖုံးလွှမ်းနေတဲ့အရာတွေပေါ့နော်မှောင်ပိုက်နေတဲ့အရာတွေကဖယ်ရှားပြီးတော့အလင်းထွန်းလင်းခြင်းအဖြစ်ကျမတို့ကဘုရားသခင်ရဲ့သခင်ရဲ့အလင်းကကျမတို့ရဲ့အထင်မှာအဲတက္ကစီကလောကထွန်းလင်းလာတယ်ဆိုတော့တွေ့ရတယ် အဲ့လိုမျိုးကျွန်ုပ်တို့ရဲ့စိတ်နှလုံးကိုသခင်ဖျားထံသို့လှည့်လာတဲ့အခါမှာဆိုလို့ရှိရင်အဲ့လိုဖုံးကွယ်ထားခြင်းတွေဖယ်ရှားခြင်းခံရတယ်နောက်ထပ်တစ်ဆင့်ကကြတော့စိတ်နှလုံးကိုဘာဘယ်လိုမျိုးအသုံးချမလဲဆိုတဲ့အခါမှာကျမတို့စိတ်နှလုံးထဲနေတာယုံကြည်ပါတဲ့အဲယောမ30ကိုကနေ30ကိုဖတ်ကြည့်တဲ့အခါမှာ အာစိတ်စိတ်နှလုံးဖြင့်ယုံကြည်ရည်လို့သူကပြောထားတယ်เนาะစိတ်နှလုံးဖြင့်ယုံကြည်ခြင်းဆိုတာကစိတ်နှလုံးနဲ့ယုံကြည်ရတယ်တဲ့စိတ်နှလုံးနဲ့ယုံကြည်ရတဲ့အတွက်ကြောင့်မလို့အာကျွန်တော်တို့ဒီမှာပေါ့เนาะကျွန်တော်တို့ဒီကိန်းဝင်နေတော့ဝိညာဉ်နဲ့မှန်ကန်စွာပေါင်းစည်းခြင်းကိုယုံကြည်ရန်စိတ်နှလုံးကိုညီကဲ့သို့လေ့ကျင့်ရမည်ကိုသင်ယူရမည်ဖြစ်သည်တဲ့စိတ်နှလုံးဒီသခင်ဖျားထံသို့လှည့်လာပြီးနောက်တဲ့အဲ ုနလည်းသခင်ပြားကိုဆူတောင်းခြင်းနဲ့နှလုံးသားပြသခင်ပြားဘက်ကိုလှည့်လာပြီးတဲ့အခါမှာကျွန်ုပ်တို့ဤစဉ်လုံးကအဲ့နောက်ပိုင်းမှာအဲ့အဲ့ဒုတိယအဆင့်နေနဲ့ယုံကြည်ခြင်းကိုလေ့ကျင့်ရမယ်တဲ့နော်ဘာလို့ယုံကြမှာလဲဆိုတော့ဘုရားရဲ့ပြောဆိုတာလေနှုတ်ကပတ်တော်အရာရာနှုတ်ကပတ်တော်ထဲမှာပြောဆိုထားတဲ့အရာတိုင်းကိုယုံကြည်ဖို့အတွက်ကျွန်ုပ်တို့စိတ်နှလုံးကိုလေ့ကျင့်ရမယ်တဲ့ လောကမှာကျမတို့အသက်ရှင်တဲ့အခါမှာကျွန်တို့ရဲ့စိတ်နှလုံးကသခင်ဖခင်ကိုယုံကြည်ခြင်းကိုလေ့ကျင့်ဖို့လိုအပ်တယ်ပေါ့နော်။ခြေနေတိုင်းကောင်းကင်ဖြစ်စေစိုးစီဖြစ်စေဖခင်ရဲ့နှုတ်ကပတ်တော်ကအမြဲတမ်းမှန်ကန်တယ်ဆိုတော့ကိုကျမတို့ဒီစိတ်နှလုံးထဲကနေယုံမှတန်တရာမရှိဘဲနဲ့ယုံကြည်ဖို့အတွက်ဖခင်သခင်ထံပါပါကျမတို့ဆုတောင်းရမယ်ပေါ့နော်။နောက်တတိယအဆင့်နေတယ်ကျမတို့ရဲ့စိတ်နှလုံးထဲမှာ စိတ်နှလုံးလို့ပြောတဲ့အခါမှာနော်အော်တပါစိတ်ပါဝင်အပါဝင်တယ်မကောင်းသောအော်တပါစိတ်မှလွတ်ရန်ဖြန်းချင်းခံရဖို့လိုတယ်တဲ့နော်စိတ်နှလုံးစိတ်နှလုံးစိတ်တက်တက်ဆိုလို့ရှိရင်တဲ့သူကဖြန်းဖို့ရမလိုအပ်ဘူးတဲ့စိတ်နှလုံးတက်တက်မှာဖြန်းရမလိုအပ်တော့လဲမကောင်းသောအော်တပါစိတ်ရှိနေရတော့ကြောင့်ဖြန်းရခြင်းဖြစ်သည်တဲ့ကျွန်ုပ်တို့ဤအော်တပါစိတ်ဒီသခင်ယေရှုရွေးနှုတ်ခြင်းတွေးတော်ဤပတ်ဖြန်းခြင်းကိုအမြဲတမ်းလိုအပ်သည် စိတ်နှလုံးကိုသခင်ဖျားထံသို့ပို၍ပြလှည့်လာလေလေစိတ်နှလုံးကိုလေ့ကျင့်ခြင်းအပြင်သခင်ဖျားကိုပို၍ယုံကြည်လာလေလေဖြစ်ကညာစွာသောအရာတို့၌မှားယွင်းနေကြောင်းကိုအော်တပါစိတ်နဲ့ပို၍ခံစားရတယ်တဲ့ကျွန်ုပ်တို့၏စိတ်နှလုံးသည်သခင်ဖျားထံသို့လှည့်လာခြင်းမရှိပါကမှားယွင်းနေကြောင်းကိုကျွန်ုပ်တို့၏အော်တပါစိတ်ကမိတို့မြမခံစားရပါတော့ခံစားမှုရှိမည်မဟုတ်ပါသခင်ဖျားထံသို့လှည့်လာတိုင်းမှာကျမတို့ကအမှားတွေမြင်လာတယ်ပေါ့နော်လူတွေကတော့ အရင်ပတ်တရတဲ့အများကြီးပြောပါရနော်ကိုကိုဘကိုလုံနေတဲ့ဖျားနဲ့ဝေးနေတဲ့အချိန်ဆိုက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 ိုပဲကောင်းနေတယ်ထင်တယ်ကိုကိုကိုပဲမှန်နေတယ်ထင်တယ်ပေါ့နော်ဒါပေမဲ့ကျမတို့ဟိုဖျားသခင်ဖျားထံသို့လှည့်လာတဲ့အခါတိုင်းမှာဒီ autobus စိတ်ကအာဆက်ဆံဖြည့်ရှင်းဖို့လိုတယ်ပေါ့နော်ဒီကျမတို့ဖျားဖျားနဲ့လှည့်လာတဲ့အခါမှာကိုရဲ့အမားတွေကိုမြင်လာတယ်အာပြီးတော့အာကျမတို့သဘောထားတွေပေါ့နော်ဒီမှာဗာပြောထားရဲဆိုတော့ အာတဘောထားကျမကျွန်ုပ်တို့ဒီမိမိတို့ရဲ့ဇနီးခင်ပွန်းသားသမီးများမိဘများအကြောင်းနေဖက်များစသည်တို့ပေါ်၌ထားရှိသောတဘောထားများမှာမှားယွင်းနေလျက်ရှိသည်တဲ့အာခါလေးတဘောထားခြင်းမတိုက်ဆိုင်လို့ရှိရင်တော့ကိုကိုပဲမှန်တယ်ပေါ့သူများတွေကလောက်တာမဟုတ်ဘူးပေါ့အဲ့လိုမျိုးကျမတို့စိတ်စိတ်တဘောထားအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့လိုတဘောထားတွေကမှားယွင်းနေတယ်ဆိုတဲ့အရာကိုဖျားစီမှာလှည့်လာမှပဲမြင်ရတယ်ပေါ့နော်မှန် မှန်ကန်တဲ့သဘောထားရှိဖို့အတွက်ဒီမှားယွင်းတဲ့အဲသဘောထားတွေကိုဘုရားကဖော်ပြတဲ့အခါမှာကျမတို့ဒီအရာကိုဝင်းချတောင်းပန်ရမည်ဖြစ်သည်တဲ့ဝင်းချတောင်းပန်ရမယ်ပေါ့နော်ဒီပြုကိုပြုကိုထဲမှာမှားနေတဲ့အရာတွေကိုဖော်ပြဝင်းချပြီးတော့တောင်းပန်တဲ့အခါမှာအာတခင်တခင်တခင်ရဲ့အသွေးတော်ကကျွန်ုပ်တို့ရဲ့အော်တပါစိတ်နဲ့ပို၍တက်ရောက်လာလေလေဖြစ်တယ်တဲ့ ဒီလိုမျိုးဝင်ချတောင်းပန်ခြင်းအော်တပတ်ထဲမှာဖွင့်ပြခံရတဲ့မာယွန်းချင်းတွေသဘောထားတွေမာယွန်းနေတဲ့အခါမှာအဲ့ဒီအရာတွေကိုပေါ်ပြဝင်ချတောင်းပန်တဲ့အခါမှာကျွန်တော်တို့ကစေကြောခံရတယ်တခင်တခင်ထံပါနေစေကြောရှင်ကကျွန်တော်တို့အထင်မှရောက်ရှိလာရပေါ့နော်အဲ့ဒီခါကျရင်ဒါကသူရဲ့ပြောတဲ့ဖြန်းချင်းပေါ့နော်ဖြန်းချင်းခံရတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီမာယွန်းနဲ့မကောင်းတဲ့အော်တပါစိတ်တွေက နေပြီးတော့ဖြူစင်သော octopus ဖြစ်လာတယ်ပေါ့အဲအဲ့ခါကြလို့ရှိရင်အဲ့ခါကြလို့ရှိရင်ကျမတို့ကျမတို့ရဲ့စိတ်လုံးထဲမှာကိုကိုကိုအပြစ်တင်စီရင်ခြင်းမရှိတော့ဘူးအဲ့ခါဆိုလို့ရှိရင်သခင်ဖျားနိုင်ခြင်းတက်ခြင်းနဲ့ပြေးွားတဲ့ဝမ်းမြောက်ခြင်းကျမတို့စိတ်လုံးထဲမှာခံစားရလာပြီပေါ့နော်ဒါကြတော့ဒါတတရအစင်ပေါ့နော်တတရအစင်ပြီးတော့အခါမှာနောက်တစ်ဆင့်ရပါလေဆိုတော့အာ နောက်တစ်ဆင့်ရကြတော့ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကတဲ့အတိပြုပြင်ခြင်းခံရတယ်တဲ့ရေစကြည်က36 25မှာပါပြောလဲဆိုတော့တဲ့သခင်ဖျားကတင်းတို့အပေါ်မှာတန့်ရှင်းသောရေကိုဖျန်းသဖြင့်တင်းတို့သည်ခတ်သိမ်းသောအညစ်အကြေးမှစ၍ခတ်သိမ်းသောရုပ်တုတို့နှင့်ကင်းစင်စင်ကြီးဟုပေါ်ပြထားတယ်တဲ့ဒီဒီအရာကအာဒီအရာက အလိုအပ်ချက်ရှိသေးတယ်ပေါ့နော်ခတ်သိမ်းတဲ့ခတ်သိမ်းတော့အညစ်အကြေးအပြစ်များနဲ့ရုပ်တုများကနေဘုရားသခင်ကတန့်ရှင်းတယ်တန့်ရှင်းစီတယ်ပြီးတော့မကောင်းသောဆန့်ကျင်ဘက်အရာကိုဖယ်ရှားပေးလိုက်ပြီဒါပေမဲ့ဒါအဆုံးအထိပြည့်စုံခြင်းမဟုတ်သေးဘူးပေါ့နော်ဒီမကောင်းတဲ့အရာတွေကိုဖယ်ရှားပေးလိုက်ပြီဟုတ်ပြီဒါပေမဲ့ကောင်းသောအရာတစ်ခု ထည့်ပေးဖို့လိုနေသေးတယ်တဲ့အကြောင်းလို့နောက်တစ်ပိုက်မှာကျတော့စိတ်နှလုံးအစ်စ်ကိုငါပေးမယ်လို့ဖះကပြောတယ်ဖះကမကောင်းတဲ့အရာတွေကိုဖယ်ပေးုံနဲ့မကောက်ဘူးနော်အိုးအရန်ကောင်းတဲ့အရာတွေဖះကထပ်ထည့်ပေးသေးတယ်အမေဖျက်ခင်ကောင်းရတယ်နော်စိတ်နှလုံးကိုစိတ်နှလုံးအဲ့အခါမှာကျမတို့ရဲ့စိတ်နှလုံးအစ်စ်ကစိတ်နှလုံးအဟောင်း အာဟောင်းမှအတိပြုရင်ခံရခြင်းဖြစ်သည်တဲ့ကျမတို့ရဲ့ဟောင်းတဲ့စိတ်နှလုံးကဒီအဆင့်ကိုရောက်တဲ့အခါမှာစိတ်နှလုံးအတိဖြစ်သွားပြီဘုရားသခင်ကအတိပြုပြင်ပေးတယ်ပေါ့နော်အဲကျမတို့ဒီမာကြောတဲ့ကြောက်နှလုံးသားတွေကိုထုတ်ပြီးတော့ဘုရားသခင်ကဒီလိုမျိုးနဲ့အသားနှလုံးသားကိုဖြစ်စီတယ်ဆိုရင်ဒီအဆင့်သေးစင်မှာတွေ့ရတယ်ပေါ့နော်ဒီစိတ်နှလုံးကိုကင်တွယ်ဖြည့်ရှင်းခြင်းအဆင့်လေးစင်ပေါ့နော်ဒါကတော့အာ မတို့ကသခင်ယေရှုကိုယုံကယ်တင်ရှင်ဖြစ်လက်ခံတဲ့အခါမှာတခါတည်းနဲ့အကုန်လုံးပြီးပြည့်စုံသွားတာမဟုတ်သေးဘူးเนาะဒီနေ့ရက်တိုင်းမှာသခင်ဖခင်နဲ့သခင်ဖခင်ကိုရှာဖွေခြင်းနဲ့မတို့ကဒီအဆင့်၄ဆင့်ဟိုနေ့ရက်တိုင်းမှာလက်တွေ့လက်တွေ့အာအသက်ရှင်ခြင်းနဲ့ပေါ့နော်လမ်းဆန်းအသက်ရှင်မယ်ဆိုရင်ကျမတို့လမ်းဆန်းနေပြီပေါ့နေ့ရက်တိုင်းမှာ တရားတွေဒီလိုမျိုးဘုရားကိုစကားမပြောဘူးဘုရားဆန် template မလားဆိုလို့ရှင်တော့ကျမတို့ရဲ့အဲအဲ့ဒီနေရက်ကတော့မောင်ပိုက်နေမှာပေါ့နော်ဒီလိုမျိုးကျမအခန်းစားရအဒီနေ့ခန်းစားရတယ်ပေါ့နော်ဘုရားရဲ့နှုတ်ကပတ်တော်ဖွင့်ပြခြင်းခန်းစားရပါတယ်လို့အဲဒီမှာလည်းသူပြောထားပါတော့တကယ်လို့တမန်တော်ပေါလုသာဒီနေ့ထိအသက်ရှင်နေမယ်ဆိုရင်တော့သူကသူ့ရဲ့စိတ်နှလုံးကလည်းနေ့တိုင်းမှသူအသိပြုပြင်နေမယ်ဆိုတာကိုအဲကျမတို့ စဉ်းစားကြည့်လို့ရတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျမတို့ဒီအဆင့်ဒီအဆင့်၄ဆင့်ကိုပေါ့နော်လက်တွေ့အသက်တာတွေကိုယူဆောင်ဖို့လိုတယ်နနတိုင်းကျမတို့အိယာထားတဲ့အခါမှာသခင်ဖျားကျွန်ုပ်ဤစေနှလုံးကိုကိုရော့ထိုင်သို့ပြန်လာစေတော်မူပါလို့ဆုတောင်းကြရအောင်လို့ဆိုရင်ကျမတို့စေနှလုံးထဲမှာဖျားရဲ့ဖွင့်ပြခြင်းကိုကျမတို့ခံစားရမှာဖြစ်တယ် ပြီးတော့တခင်ဖျားကျွန်ုပ်ဒီကိုရောနှစ်ကိုရောဤနှုတ်နှုတ်တော်ထွက်ကိုယုံကြည်ပါသည်ကျွန်ုပ်ဤအတွင်းပိုင်းနှစ်ပတ်ဝန်းကျင်၌ကိုရောဤကင်တွယ်ဆက်ဆံခြင်းများကိုလည်းယုံကြည်ပါသည်ဟုတခင်ဖျားကိုယုံကြည်ရန်စိတ်နှလုံးကိုလေ့ကျင့်ရမယ်ဒါကြတော့ဘယ်လိုမျိုးနဲ့ကျမတို့စိတ်နှလုံးကိုယုံကြည်ခြင်းမှလေ့ကျင့်ရမလဲဆိုတဲ့အရာကိုသူကလက်တွေ့ပေါ့နော်လက်တွေ့လှုပ်ဆောင်ဖို့ရန်အတွက်သူကပြောပြထားတယ်အဲ့လိုမျိုးလှုပ်ဆောင်တဲ့အခါမှာကျမတို့ရဲ့မာယွင်ခြင်းတွေပေါ့နော် ဲ့ခါအဲ့လိုမျိုးသခင်ဖျားကိုဆူတောင်းပြီးတော့ကျွန်တော်တို့ဒီမှာတန်းစာကိုဖတ်ရှုမယ်ဆိုလို့ရှိရင်အဲကိုယ့်ရဲ့စိတ်စိတ်သဘောထားတွေဘလို့မှားယွင်းလဲဆိုတဲ့အရာတွေကိုကျွန်တော်တို့မြင်လာမယ်မြင်လာတဲ့အခါကျရင်ဒီဒီမှားယွင်းတဲ့အရာတွေကိုအဲဆွန့်လွတ်တက်စီဖို့ပေါ့နော်ကျွန်တော်တို့ပေါ်ပြပြီးတော့ဝင်ချမယ်အဲဒီရင်တော့လည်းကျွန်မလည်းအများကြီးပြောခဲ့ပူးတယ်ပေါ့နော်ဖခင်ကဒီအရာတွေပေါ်ပြတဲ့အခါမှာကျွန်မလည်းဟိုနောင်တရခဲ့တဲ့အခါတွေရှိတယ်ပေါ့နော်အရင်ကပြောသလို တခါပြောဘူးတဲ့ Zoom meeting မှာပဲအရင်ဆိုရင်ကျွန်မလည်းအရင်ခဏပြီးခဏကွယ် online တွေဟိုအရင်တော့ခဏခဏစကားပြရတယ်သူနဲ့အရင်စိတ်တူစိတ်တူတာစိတ်ကတူတာပေါ့နော်သူသူကလည်းသူကတော့စိတ်မတိတ်မတူတတ်ဘူးကျမစိတ်တူတတ်တယ်သူခဏပြီးခဏစိတ်တူတယ်ဒါပေမဲ့ဒီနေ့မှာခင်ဗျားကကျမကိုဖွင့်ပြတယ်ပေါ့နော်ဖျားကကသူကအမျက်ဒေါသကြီးတာဖျားကမကြိုက်ဘူးပေါ့နော် ဖီးယားသခင်ကစံစာထဲမှာဗာပြောလဲဆိုတော့စိတ်တူတော့သူတို့ ਨੇ အတူမလိုက်နဲ့တဲ့အဲအဲ့လိုတောင်းရင်ဒုက္ခရောက်မယ်ပေါ့နော်အဲ့လိုပြောတာပြောဆိုတော့ဩဒီမှာနောင်တရတယ်ပေါ့နော်ဖီးယားသခင်ကစိတ်စိတ်တူခြင်းကဒါဖီးယားရဲ့အာလိုတော့မဟုတ်ဘူးနော်ဖះရလည်းကိုစိတ်တူနေရမြင်တော့ဖះလည်းစိတ်ညစ်မှာပဲเนาะအဲ့အဲ့ဒီမှာလည်းအဲ့မှာဖះကိုဝင်ချတောင်းပန်တာပေါ့เนาะဟောဒါကိုရဲ့ တတ်တာမှာဖရားရဲ့လို့မဟုတ်ဘူးအဲ့လိုပေါ်ပြဝင်ချလိုက်တဲ့ခါမှာပေါ့နော်ဒီစိတ်မတူတတ်အောင်လည်းဖရားပဲပြုပြင်ပေးသွားတယ်ဆိုတော့တွေ့ရတာပေါ့နော်နောက်ပိုင်းတော့သူနဲ့တိတ်ပြီးတော့အာဘယ်လိုမျိုးမမရန်ဖြစ်တိုင်းပဲတိတ်အများကြီးမရှိတော့ဘူးပေါ့နော် ဒါတော့ဟိုတခုပေါ့နော်ဒါပေမဲ့လည်းအခုလည်းစိတ်မတိုးဘူးလားဆိုတော့စိတ်ကတော့တိုးသေးဒါပေမဲ့လို့နည်းနည်းပေါ့အရင်တုန်းကရှာခဲ့တဲ့တက်တယ်လေးနည်းနည်းမျှဝေတာပေါ့နော်အဲဒီလိုပဲပေါ့ကျမတို့တတ်တာမှာနှစ်ရက်တိုင်းဆက်သွားနေရတယ်အခုတော့လည်းကလေးတင်နေဆိုကလေးနဲ့တည်းတစ်ခါတည်းလေးလည်းကလေးကိုလည်းအော်မိတာပေါ့နော်နောင်တရလိုက်နေဒီလိုပဲအဲဆူတောင်းနေတဲ့သွားနေပါတယ်လို့ ဒီရကြသူတွေနောက်ပိုင်းမှာဆက်ရေးထားကြတော့ကျမတို့အော်တပစိတ်အော်တပစိတ်မှတန်ရှင်းခြင်းမကောင်းသောအော်တပစိတ်မှတန်ရှင်းရန်ပတ်ဖြန်းခြင်းခံရရင်ဝင်ချဝင်ချတောင်းပါရမယ်ဒါကခုနပြောတတိယအဆင့်ပေါ့နော်မကောင်းသောအော်တပစိတ်ကိုဘုရားဘယ်လိုဖယ်ရှင်းပေးလဲပြီးတော့မှအာအဲ့လိုမျိုးမကောင်းသောအတပါစိတ်ကိုဖယ်ရှင်းပေးလိုက်ပြီဆိုတဲ့အခါမှာကျတော့အဲ့ဒီကနေဖျားသခင်ကထပ်ပြီးတော့ကျမတို့ကို ကောင်းသောစိတ်နှလုံးအတစ်ကိုဖျားသခင်အတစ်ပြုပြင်ပေးတယ်ဆိုတဲ့အရာကိုတွေ့ရတယ်။ဒါကြတော့စိတ်နှလုံးရဲ့အဲလှုပ်ဆောင်ချက်ကိုမှန်ကန်လာစေတဲ့အဆင့်၄ဆင့်ပေါ့နော်။ဒါစိတ်နှလုံးကအဲ့ခါမှာကျမတို့ရဲ့အတွင်းအော်တပါကြီးလင်သွားပြီဆိုရင်အဲနောက်ဆုံးအဆင့်ကဘာဖြစ်လဲဆိုတော့စိတ်နှလုံးရဲ့အဓိကလှုပ်ဆောင်ချက်အတွက်ချစ်ချင်းမေတ္တာဖြစ်တယ်တဲ့။မင်းဖျားသခင်ကချစ်ချင်းမေတ္တာဖြစ်တယ်ဆိုတော့ စိတ်ကျမတို့ရဲ့အချိန်လောက်ဝဒီအချိန်မှာဘုရားအဲ့ဒီလိုအဆင့်လေးချင်းကိုဖြတ်တန်းသွားပြီးတဲ့အခါမှာမှန်ကန်သွားပြီးဘုရားရဲ့အထက်မှာကြည်လင်သွားပြီးအော်တပစိတ်ကအဲတင့်လျော်မှန်ကန်ကြည်လင်ခြင်းရှိပြီဆိုလို့ရှိရင်အဲချစ်ချင်းမေတ္တာကိုကျမတို့ခံစားရရဲဆိုတာကိုတွေ့ရတယ်ချစ်ချင်းမေတ္တာကစိတ်နှလုံးနဲ့ဆက်ဆက်နေတယ်လူဒီနှာခေါင်းနဲ့မချစ်နိုင်ဘူးတဲ့လက်နဲ့လည်းမချစ်နိုင်ဘူး တယ်စိတ်နှလုံးနဲ့ချစ်ရတယ်နော်ချစ်ချင်းမြတ်တာကိုလေ့ကျင့်ဖို့အင်ကစိတ်နှလုံးဖြစ်ပါတယ်လူတိုင်းကတော့ချစ်တတ်တယ်ဗောနော်လွတ်တခါကြာကျမတို့တငယ်ချင်းတွေရှိတဲ့အတွက်အပြိုကြီးပေါ့တယောက်ထဲနေတယ်ဘူးမမချစ်ဘူးဘူးမမချစ်လေ तू ကခွေးလေးတွေကြောင်လေးတွေတော့ချစ်တယ်နော်လူမျိုးကောလုံးချစ်တတ်ကြတယ်လူတိုင်းက तू ချစ်တတ်တခုခုတော့ရှိတယ်ပေါ့လေအဲ့လိုမျိုးဘာဖြစ်လို့ဆိုတော့လူက तू ကမချစ်ဖယ်နဲ့မနေနိုင်ဘူးပေါ့နော် तू ကတခုခုတော့ချစ်ကြတယ်လို့မျိုး ကြောက်ထဲနေတဲ့သူဆိုတဲ့မိဘကိုချစ်တဲ့သူရှိတယ်သူတွေလည်းမောင်နှမကိုချစ်တယ်ပေါ့နော်အဲ့လိုအဲမိသားစုရှိတဲ့သူကတော့မိသားစုတော့အတူတူနေတဲ့မိသားစုတော့ပိုချစ်ကြတာပေါ့နော်ဒါပေမဲ့အဲဒါကြတော့လူရဲ့ချစ်ချင်းပေါ့နော်လူရဲ့ချစ်ချင်းဖခင်ရဲ့ချစ်ချင်းကကြတော့ပို့ပြီးတော့တန်တယ်လူရဲ့ချစ်ချင်းကကြတော့အများတော့အဖြစ်တော့ဘယ်လိုအဲကိုယ့်ရဲ့အတ္တနဲ့ အတ္တကြီးပါတတ်တယ်ပေါ့ကိုဖြစ်စေချင်တာတွေသူတို့ဖြစ်စေချင်တယ်ကိုဖြစ်စေချင်တာမဖြစ်လာရင်ဒေါသထွက်တယ်လို့ပြောတယ်သာလူသားရဲ့ချစ်ချင်းပေါ့နော်လူသားရဲ့ချစ်ချင်းကကြာနည်းနည်းအစ်စ်နေတာပေါ့ဖခင်ရဲ့ချစ်ချင်းကကြာတော့အာနုညံ့တိမ်မွေ့တယ်ဖခင်ရဲ့ချစ်ချင်းကအတ္တမပါတဲ့ချစ်ချင်းဖြစ်တယ်ပေါ့နော်အကြောင်းမလို့ဒီမှာခင်ဖခင်ရဲ့ချစ်ချင်းပေါ့နော်အဲ့ခါကျရင်အတိပြုပြင်ခြင်းကိုပို၍ခံရတယ်တဲ့ မတို့ကသခင်ဖျားကိုချစ်တတ်လာတယ်ဖျားရဲ့မေတ္တာကိုလည်းခံစားတတ်လာတယ်ဒီဒီဖျားရဲ့မေတ္တာကိုလည်းဒီနှလုံးသားကနေပို့ပြီးတော့စိတ်နှလုံးကနေပို့ပြီးတော့တည်လာတယ်ဖျားရဲ့မေတ္တာနဲ့လည်းကျမတို့ဖျားစီကနေမေတ္တာကိုလည်းအဲခံစားရပြီးတော့ဖျားကိုလည်းဖျားရဲ့မေဖျားစီကနေလာတဲ့မေတ္တာနဲ့ပြန်ပြီးတော့ချစ်တတ်လာတယ်တဲ့ ကျွန်တို့ဒီနဲ့နှစ်တိုင်းစိတ်နှလုံးရဲ့အတိတ်ပြုပြင်ခြင်းကိုခံရကြပြီတဲ့အဲ့လိုမျိုးဆိုလို့ရှိရင်နေ့တိုင်းမှာနနက်တိုင်းမှာစိတ်နှလုံးကိုအတိတ်ပြုပြင်ဖို့လိုအပ်တယ်ဆိုတာကိုမပြန်ပြီးတော့အစဉ်ချင်းအောက်ပေးရပါတယ်လို့ဝိညာဉ်ရေးဆိုင်ရာအတွေ့အကြုံအားလုံးဒီစိတ်နှလုံး၌ရှိသောချစ်ချင်းမေတ္တာနှင့်အစာပြုသည်ကျွန်တို့သည်သခင်ဖျားကိုမချစ်လျင်ဝိညာဉ်ရေးရာအတွေ့အကြုံများကိုလက်ခံရရှိရမည်သို့မှမဖြစ်နိုင်သည်ကျွန်တို့ခရိယအသက်တိုင်းပထမဆုံးသောအတွေ့အကြုံက ကယ်တင်ခြင်းတဲ့ကယ်တင်ခြင်းမှာ၎င်းမှာသခင်ယေရှုကိုချစ်သောစိတ်နှလုံးပါရှိသည်တဲ့စိတ်နှလုံး၌သခင်ဖျားမေတ္တာမရှိတော်မူသည်စစ်မှန်သော နောက်တာကိုမရရှိနိုင်ပါတဲ့ဖျားသခင်ရဲ့ချစ်ခြင်းမေတ္တာပေါ့နော်ချစ်ခြင်းမေတ္တာမရှိတဲ့သူကစစ်မှန်သောနောက်တာကို မရနိုင်ဘူးတဲ့ချစ်ခြင်းမေတ္တာကိုပေါ့နော်ပေါ်ပြဖို့အတွက်ဘာသာစကားက ဘာသာစကားနဲ့ပေါ်ပြဖို့မဖြစ်နိုင်ဘူးပေါ့နော်ဒါပေမဲ့ကျမတို့အထက်ကနေသိတယ်ဖခင်ရဲ့ချစ်ချင်းမေတ္တာကိုအမှန်တကယ်ကျမတို့ရောက်စီတိုင်းခံစားရတယ်ပေါ့နော်ဒီကဲတင်ချင်းခံရတဲ့နေ့မှာကျမတို့အကုန်လုံးဖခင်ရဲ့ချစ်ချင်းမေတ္တာကိုအတွင်းထက်ရနေပြီးတော့တကယ်ပဲခံစားရမယ်ဆိုတာကိုယုံကြည်ပါတယ်လို့အဲကြောင့်မလို့ဒီရာတော့သူ ဒါကကျမတို့စိတ်နှလုံးပေါ့နော်စိတ်နှလုံးရဲ့အဓိကလှုပ်ဆောင်သောအချက်ပေါ့နော်လှုပ်ဆောင်သောအချက်စိတ်နှလုံးကိုဘယ်လိုမျိုးဆက်ဆံဖြည့်ရှင်းမလဲစိတ်နှလုံးထဲမှာပါဝင်တဲ့အချက်တွေဖြစ်တယ်ပေါ့နော်ဒါကဒီချစ်ချင်းမြတ်တာစိတ်နှလုံးလေးကနေချစ်ချင်းမြတ်တာကိုနှိရစင်တိုင်းမနှက်ခင်းတိုင်းမှာအစ်စ်ပြန်လဲပြီးတော့လန်းဆန်းစီဖို့အတွက်လိုအပ်တယ်ဆိုတာကိုကျွန်တော်တို့ဒီအချင်းအနောက်ဆုံးမှာညီကုန်းချုပ်နေနဲ့ပြန်ပြီးတော့ မှတ်သားဒီနေ့ပြန်ပြီးတော့ဒီလာရတယ်ဗောနော်ပြန်ပြီးတော့တွေ့မြင်ရတယ်ကျမတို့စိတ်နှလုံးကအဲ့လိုမျိုးနှစ်ရက်စင်တိုင်းမှာတစ်လွင်လန်းဆန်းပြီးတော့အစ်စ်ပြုပြင်ခြင်းကို မခံဘူးဆိုလို့ရှိရင် ကျမတို့အဲ့ဒီကြာဆင်းခြင်းဖြစ်သွားတယ်ဗောနော် စိတ်နှလုံးတရက်တရက်တာတော့အဲ့ဒီတရက်မှာ ကျမတို့ဖျားထံမှာသခင်ထံကိုလက်မပြောင်းဆိုလို့ရှိရင်အဲ့ဒီတရက်မှာကျမတို့ကြဆင်းခြင်းဖြစ်တယ်ပေါ့နော်ဆုံးရှုံးခြင်းဖြစ်တယ်အဲ့ဒါကြောင့်မလို့၄ရက်စင်တိုင်းမလက်ချင်းတိုင်းမှာအချိန်ချိန်ပေါ့နော်သခင်ဖျားကိုအချိန်တိုင်းမှာချိန်ချိန်ခင်ဖျားနဲ့ဆက်အသွဲမပြတ်စေဖို့ကျမတို့အချိန်တိုင်းမှာအသိပြုပြင်ခြင်းခံခံမယ်ဆိုလို့ရှိရင်သခင်ဖျားထံတို့ကျမတို့ကတစ်လွင်လန်းဆန်းတဲ့ မေတ္တာပေါ့နော်ချစ်ချင်းမေတ္တာရှိလာမယ်ဆိုလို့ရှိရင်ကျမတို့ကြာစင်းချင်းကိုဒီလိုမျိုးကာကွယ်နိုင်မယ်ပေါ့နော်ကြာစင်းချင်းဟုတ်လို့ရှိရင်တော့ကြာစင်းသွားမယ်ပေါ့ဖြည်းဖြည်းချင်းတာကြာကြာရတဲ့လူကဖြည်းဖြည်းချင်းကြာတတ်တယ်ဒီနေ့ငါတရက်လောက်ပါမှမဖြစ်ပါဘူးဆိုရင်အဲတရက်ကနှစ်ရက်သုံးရက်ဖြစ်သွားရင်ဖြည်းဖြည်းနဲ့ကြာသွားရပေါ့နော်ဒီလိုမျိုးမဖြစ်အောင်လို့နှစ်ရက်စင်တိုင်းမှာကျမတို့အာသခင်ဖျားထံကိုမနက်ခင်းတိုင်းမှာဆက်ပြန်ပြီးတော့ တခင်ထံပါနဲ့ချစ်ချင်းမြတ်တာကိုစီစဉ်ချင်းခံပြီးတော့သူတပားကိုပြန်ပြီးတော့ချစ်ချင်းမြတ်တာနဲ့အဲစီစဉ်တော့တတ်တာဖြစ်ရမယ်ဆိုတော့ကိုပြန်ပြီးတော့ပြေးလာအဲစီချင်ရပါတယ်လို့နောက်ကဘတ်တော့ရောက်စီတိုင်းကိုတခင်ဖျားတပားအရင်ဖွင့်ပြခြင်းရှိပါစေ